ဲ့ဒီဘက်1အနေနဲ့ဆရာတို့မေးရတဲ့မေးခွန်းမှာတော့ find the equation of the tangent and normal line အဲ tangent line နဲ့ normal line equation ရှာပြရမယ်အဲသူရဲ့ curve က y ကိုသူဆရာတို့ ln h လို့ပေးရတယ်ပြီးတော့ဒီ curve ကိုထိတဲ့ထိမှတ်ပေးရတယ် y ကိုသူ -1 ဆိုတော့အမှန်တိုင်းထိတာဒါကြောင့်မဆရာတို့ကဒီမှာ gradient equation tangent normal ရှာဖို့ဆိုတော့သူရဲ့ gradient နဲ့ဆရာတို့ရှာဖို့လိုတယ်အဲ့တော့သူရဲ့ y ကိုဆရာတို့ gradient ရှာဖို့ဆိုတော့ differentiate လောက် အဲ့တော့ ln x ကို differential လို့တော့ 1/ ဘိုင်းအတာ 1/x ရမယ်တော့ 1/ ဘိုင်းဖြစ်မယ် 1/ ဘိုင်းက 1/x ရမယ်အဲ့တော့ပြီးတော့ဒီ y ကိုဆို -1 ဆိုတော့ part ကဒီ cup မှာရှိရဲဆိုကြောင့်ဒီ cup ရဲ့ equation ကိုပြေးလဲစေတယ်ဒါကြောင့်ဆရာတို့ y ကိုဆို -1 ဆိုအောင်ဆရာဒီမှာအစားတင်လာလို့ရှိရင်ဒါ ln x ကိုဆို -1 ဒါဆိုရင် x ကိုဆို ln ဆိုတာဆရာတို့တနည်းပြောရင်ဘာနဲ့တူလဲဆိုတော့ log base e နဲ့တူတယ် log base e = -1 မို့လို့ log base ဆိုတာဟိုဘက်က u base ဖြစ်တာမဟုတ်လား x ကိုဆို e power minus 1ဆိုပြီးရတယ်။အဲဒါကိုရှားထက်ညွန်အနောက်ပိုင်းပြောင်းခြင်းလို့ပြောင်းမလာတဲ့အခါမှာ x က1 e ဆိုပြီးရအောင်ဖြစ်ပါတယ်။အဲ x သူ့ရဲ့ဒီ curve ကိုထိတဲ့အထိမှန်နေနဲ့ x coordinate က1 cos 1 e ဖြစ်ပြီးတော့ y coordinate က minus 1ဖြစ်တာကိုရှားသိအောင်ဖြစ်ပါတယ်။အဲ့တော့ equation တန်းကျပ်တော့မယ်ရှားဖို့တဲ့အရင်ဆုံးသူက gradient နဲ့ယူရှားမယ်ရှားဖို့တဲ့ gradient နဲ့တန်းကျပ်ရှားဖို့ဆိုရင် ့ရဲ့ differential လောက်မှတော့ y prime x ရမှာရှာတော့ဗာရရမလဲအခု x ရမှာရှာတော့ 1/e တိတာမလို့ y prime 1/e ရှာအဲ့ y prime 1/x မလို့ x ရမှာရှာတော့ဒါ 1/e တွင်လိုက်ဒါပြောင်းပြန်လိုက်တော့ e ဆိုပြီးရဓာတ်စုရဲ့ gradient gradient equation ရပြီဒါကြောင့်မို့ဒါ gradient အာ gradient တော့တန်းချက်တခါ gradient တော့ normal ပါရှာလိုက် gradient တော့ normal လို့ခြင်းဒါသူ့ရဲ့တန်ဖိုးအနောက်ပြောင်းပြန်လောက်မယ်ဆိုတော့ -1/e ရတယ် -1/e ရတယ် ဒါကြောင့်သူပရမ equation ဆိုတန်းကျန်းဆိုရင်တော့ at y minus e, negative 1 is ဆိုရင်ဒါ x1 y1 နေရာမှာအစားသွင်းရမယ်။ x1 နေရာမှာကအာ y minus e တွင်နေ y1 နေရာမှာ negative 1တွင်နေခါမှာသူ equation က y ဒီမှာ plus ဆိုတော့ဒါက minus 1ဖြစ်မယ်။ဒါမှတော့ e x minus e မလို့ e x minus 1မလို့ဒီက minus 1သွားလိုက်ရှင်ဒါ minus 2ဆိုပြီးဖြစ်သွားတဲ့ခါမှာသူ equation က y equal to e x minus 2ဆိုပြီးတော့ဒါကတော့ဒီ ကွေးရှင်းတဲ့တန်းချက်ဒီကပ်ပေါ်မှာဒီကပ်ရဲ့ဘဝမှာအီကောမှာ negative ဘဝမှာထိနေတဲ့ equation တန်းချက်အောင်ရအောင်ဖြစ်ပါတယ်။ပြီးတော့ဆရာတို့ဆက်လက်ပြီးတော့မှ gradient တို့ normal တီးတော့ gradient တို့ normal ရလို့ရှိရင် equation တို့ normal စားသွင်းတယ်။အဲ့တော့ဒါဆိုရင်ဆရာတို့ရဲ့ gradient က negative ဘဝမှာအီဒီမှာဖြစ်သွားတဲ့အခါမှာတော့ဆရာဒီမှာဆိုရင်မြရလား negative ဘဝမှာ e အာ plus ဘဝမှာ e square minus 1ဆိုပြီးတော့ရရှိမှာဖြစ်ပါတယ်။ အဲဒါလည်းရှာတော့တာသူ့ပုံနေနဲ့ရှာတော့တာတကယ်ပဲဟောဒါကပ်ပေါ်မှာဒီ equation ကတန်းညက်လိုက် normalize နေတကယ်ဒီအမှန်တည်းအထီလားမထီလားဆိုတာရှာတော့တာလေ့လာကြည့်မှာဖြစ်ပါတယ်အဲ့တော့ဆရာပုံလေးလည်းရှာတော့မြင်တာအောင်ဆွဲကြည့်မှာဖြစ်ပါတယ်အဲ့တော့ဆရာတို့ဒီခဏအဲ့ဒီဘောဝါမှရှိရသူရဲ့ cup ကိုဆရာအရင်ဆွဲလိုက်မယ် cup ကဆရာတို့ဗာပေးထားဆိုတော့ y ကိုဒီဆရာတို့ ln h လို့ပေးထားပါတယ်အဲ့တော့ y ကို ln h ဆိုတဲ့ equation ကိုဆရာတို့အရင် ရကြည့်လာမှာဖြစ်ပါတယ်အဲ့တော့ y equal to ln x အဲဒါတော့ဆရာတို့က y equal to ln x ဆိုရက်ဒီ function ရဲ့ graph ဖြစ်မယ်အဲဒါလေးဆရာတို့ကရှင်းလိုက်မယ်အဲ့တော့ပြီးတော့ဆရာတို့ကသူ့ရဲ့နာမည်လေးဆရာတို့ရေးလိုက်ကျ function ပဲပေါ်လာမှာပေါ့အဲ့ဆရာ name ပဲလို့ alpha ရဲ့ value ပဲပေါ်လာမယ်ဒါ ln x ပေါ့နော်ပြီးတော့ကျတော့ဒီ curve မှာ theme equation အတန်းကျန်နဲ့တော့မယ်ပရမ equation အတန်းကျန်ကကျတော့ဘာရတာလဲဆိုတော့အာကျတော့ဒီမှာရတာတော့ y ကို eh minus 2လို့ရတာအဲ့ဒါလေးကျတော့ရကြည့်လိုက်မယ် y ကို eh minus 2အဲ့တော့ y eh minus 2ဒါဆိုကြာဒီမှာတွေ့ရတဲ့အတိုင်းဒီ တန်းကျန်လိုင်းလေးကဆရာတို့ဒါဒီကပ်မှာလက်ထိနေတာကိုတွေ့ရမယ်။ဒါလေးဆရာတို့ဒါသူ့လေဆရာတို့ object property က value လေးပဲဆရာတို့ထည့်လိုက်တာ။ဒါတော့ဝိုင်းခွဲသူဒါ e မှာတော့ဆရာတို့ဒီမှာတော့သူ့ရဲ့တန်ဖိုးလေးဆရာတို့ဒါထည့်လိုက်ဒါ e တန်ဖိုးဖြစ်တယ်။နောက်တစ်ခါဆရာတို့သူ့ရဲ့ question တော့နော်ပြီးတော့ဆရာတို့ဒီမှာဒီအင်ဇယ်မန်ရရတဲ့ normalize equation နဲ့ y equal to minus 1 by EH plus 1 by 자, E square E square 자로 말해 E square minus 1 아, E square 인시야 이거 어마 E 이거 자로 S go big 위시야메 이거 minus 1 minus 1 자로 자로다 normal line လေးဖြစ်တာကိုတွေ့အောင်ဖြစ်ပါတယ်။အဲဒီမှာဒါဆိုရင်ကျွန်တော်တို့ဒါအကြောင်းပြောလိုက်ရင်သူရဲ့ color နေနဲ့ဒါအနီအောင်ပြလိုက်မယ်။ဒါတော့ကျွန်တော်ပြန်အောင်ပြလိုက်မယ်။အဲဒါဆိုရင်ဒါ x1 ရဲ့ gap လေးပဲဖြစ်မှာဖြစ်တာကိုတွေ့အောင်ဖြစ်ပါတယ်။ဒီအစင်းအလျာ y ကိုသူ align x ဖြစ်မယ်။ဒီနည်းပြောရင်ဒါကတော့ကျွန်တော်ဒါက y ကိုသူ အာဆရာဒါလေးအရာပြောလိုက်မယ် y equal to that က dx minus 2ဖြစ်မယ်ဒါတော့ y equal to minus 1 my ex minus plus 1 my e square or plus 1 my e square minus 1ဒါတော့ normal line ဖြစ်မယ်ပြီးတော့ဆရာတို့ဒါကတော့ y equal to ln ဆိုပြီးတော့ဒါ x y ပုံဝင်ဖြစ်မှာဖြစ်ပါတယ်ပြီးတော့သူရဲ့ ဒီမှာထိမှတ်နေတဲ့ဆရာဒီမှာဗာလေးနဲ့ဖော်ပြတာဆိုရင်ဒီနေရာလေးဆိုရင်ဒါသူရဲ့ point ရှိမယ်ဒီနေရာလေးဆရာတို့ဒါသူရဲ့ point ဆရာတို့ရှာကြည့်လိုက် and the sub point ပေါ့ဒီကနေ့ဒီကနေ့ထိတယ်မှတ်ဆရာတို့ဒီနေရာလေးဒါ a ရဒါသူရဲ့ထိမှတ်ပဲဖြစ်မှာကိုတွေ့အောင်ဖြစ်ပါတယ်ဒါ zero bar 37ဆိုတာတနည်းပြောတာဒါ warm up e ပြောတာဖြစ်တယ်ဒါ wire number ကတော့ minus ဆိုသူပြီးဆရာတို့ရတာကိုတွေ့အောင်ဖြစ်ပါတယ်ဒါတော့ဆရာတို့ဒါအဲဒီဘဝပုံလေးကိုဒါမြင်တာအောင်ဆက်ပြခြင်းဖြစ်ပါတယ် ဆက်လက်ပြီးတော့ကျွန်တော် enzyme 2ကိုဆက်ပြီးလေ့လာမှာဖြစ်ပါတယ် enzyme 2အနေနဲ့ find the equation the tangent tangent line equation ရှာပြရမယ်ရှာပြရ function ဘာလို့သူ sin ဆိုတဲ့ graph ကိုမှရှိတဲ့ဒီ tangent equation ပြီးတော့သူက at the origin မူလမှတ်၌ဟိမဲ့ဒီဖြတ်မဲ့ဒီ tangent line equation ရှာပြရအောင်ဖြစ်ပါတယ်အဲ့တော့ဆရာတို့ရဲ့ equation ရေးတဲ့သူရဲ့ tangent line equation ကိုလိုချင်ရင်ဆရာတို့ဒါ ကွေးရီယံရင်ရှားအောင်လို့ဒီ beta function differential လောက်တဲ့အခါမှာ sin differential လောက်တော့ cos x ရမယ်ပြီးတော့သူက origin မှာရှားတော့ ठी တဲ့အတန်းကျလိုက် equation မလို့ဒါ origin က0.0လို့တည်ရတယ်ဒါကြောင့်မရှားတော့ gradient ရတဲ့တန်းကျလို့ရှင်ဒါ1 prime 0ရှားအောင်ဖြစ်ပါတယ်1 prime x မျိုး0 1 prime 0ဆိုရင်ဒါ cos 0 cos 0က1ဒါဆိုရင်ရှားတော့ဒါ gradient ကိုတန်းကျပြီးအဂရိယတန်ချန်တိပြီဆိုတော့လိုချင်တဲ့ ေရှင်းတန်ညာကိုရှာမယ်ကိုရှင်းတန်ညာ is in 1 minus 1 1 equal to 1 prime 0 into x minus x1 မလို့ဒါ x1 ညာမှာ0 0တွင်းတယ်1 prime 0ညာမှာ1တွင်းလာတဲ့အခါမှာသူ့ရဲ့ဒီ equation နေရတော့ y equal to x ဆိုပြီးရရှိမှာဖြစ်ပါတယ်ဒီ y equal to x ဆိုတဲ့ဒီ line လေးကတော့ဒီ original မဟုတ်လည်းဖြစ်သွားတယ်ပြီးတော့ဒီ sin y equal to sin ဆိုတဲ့ graph ကိုလည်းထိပြီးအောင်ဆွဲရတဲ့ဒီ line equation ပဲဖြစ်တာကိုသိအောင်ဖြစ်ပါတယ် ဒါလည်းဆရာတော်မြင့်တာကိုကြရနေဆွဲကြည့်မှာဖြစ်ပါတယ်ပရမသောဆရာတော်ဝိုင်းကွဲသူဆိုင်းဆိုလို့ကြတော့ရင်ဆွဲလိုက်တယ်ဒါတော့ဝိုင်းကွဲသူဆိုင်းဆိုလို့ကြရလေးဖြစ်တာကိုသိအောင်ဖြစ်ပါတယ်အဲ့တော့သူ့ရဲ့ value လေးဆရာတော်ထည့်လိုက်မယ်အမ avoid ကို sign is ပေါ့ပြီးတော့ဒီဒါမှဒီ0.0ဆိုတဲ့အမှတ်မှာထိတာတန်းကြလိုက်ကိုစီယံဆရာတို့ဒီမှာရတယ်ဗာရတယ်ဆိုဝိုင်းခွဲသူ အဲ့ဆိုပြီးရတာဖြစ်ပါတယ်အဲ့တော့ဆွဲကြည့်လိုက်တဲ့အခါမှာဒီ line လေးဒါက one go to အဲ့ဆိုတဲ့ line ရဲ့ question မှာဖြစ်မှာကိုသိအောင်ဖြစ်ပါတယ်ဒါဆိုရင်ဒီ one go to အဲ့ဆိုတဲ့ဒီ line လေးကဒီ one go to sign ဆိုတဲ့ဒီ graph ကိုဘယ်အမှတ်နဲ့လဲဆိုတော့ဒီ0.0ဆိုတဲ့အမှတ်နဲ့အထည်နေတာကိုသိအောင်ဖြစ်ပါတယ်ဒီ0.0ဒီညာလေးက0.0ဖြစ်ပါတယ်အဲ့ဒါဒါလေးဆရာဒီမှာနာမည်လေးထည့်ကြည့်ရင်ဒါ0.0ကိုသိအောင်ဖြစ်ပါတယ် အကြောင်း0,0ဆိုတဲ့အမှတ်မှာဒီ y sin ဆိုတဲ့ဒီ curve လေးကိုတန်းချက်လိုက်နေထိပါတယ်မြင် equation ကတော့ y sin ဆိုပြီးတော့ရတာကိုတွေ့ရမှာဖြစ်ပါတယ် Elizabeth 3အနေနဲ့ပေးထားတဲ့မေးခွန်းမှာတော့ consider ဆုံးဖြတ်ပေးရမယ် the curve f of x ဆိုတဲ့ဒီ curve ရဲ့ function ကိုကျွန်တော် x2 ax b လို့ပေးထားတယ်ဒီမှာမသိခင်အနေနဲ့ a နဲ့ b ရှိမယ် a နဲ့ b က constant နေပဲဖြစ်အောင်ဖြစ်ပါတယ် ပြီးတော့ဒီကပ်မှာထိနေတဲ့တန်းကြပ်လာရင် equation ဆရာတို့ပေးတာရတယ်။ y 2x 1ဘယ်အမှန်တိုင်းထိနေလဲဆိုတော့ x 2ဆိုတဲ့အမှန်တိုင်းထိနေတယ်ဆိုပြီးပေးတာဖြစ်ပါတယ်။ရှားပြရမှာတော့ find the values of a and b a နဲ့ b တန်ဖို့ရှားပြရမှာဖြစ်ပါတယ်။အဲ့ဆိုလို့ရှိရင်လည်းအရင်ဆုံးသူရဲ့ဒီ f x ဆိုတဲ့ function ကိုဆရာတို့ရေးလိုက်တယ်။အဲ့တော့ဆာဘုတ်တက်ကဆရာတို့ဒီမှာ tangent line equation တော့ပေးလိုက်တယ်။ ဒီအနေနဲ့ဆရာတို့ဒီ cup ကနေလဲဒီတန်းကျန်လိုက် equation ရအောင်ဆရာတို့ရှာကြည့်မယ်ရှာဖို့တော့အရင်ဆုံးတန်းကျန်လိုက် equation ရှာဖို့တော့သူက gradient တန်းကျန်ရှာဖို့ဒီ function differentiate လောက်အောင်မယ်အဲ differentiate လောက်တော့ဒါ power function လို့ power ရှိကြတော့ 2x a ဆိုတော့ a ပြီးတော့ဆရာတို့ဒီ function လေးကဒီ cup လေးက a ဆိုတော့2ဆိုတော့အမှန်တိုင်းထိနေတယ်ဒါကြောင့်မို့ a ဆိုတော့2ဆိုတော့အမှန်က d cup ရဲ့ equation ကိုပြည့်လဲတယ်လို့သိရမယ် ဒါကြောင့်မို့ x 2ကိုရှားဒီမှာတွင်းရရင်ဒီမှာလည်းတွင်းလို့ရတယ်ဒီမှာလည်းတွင်းလို့ရတယ်ဒါကြောင့် alpha 2က 2a plus ဒါ x square ဆိုတော့ဒါ4ရမယ်ဒီမှာ 2a အဲ့တော့ 2a plus b plus 4ဆိုပြီးရရှိမှာဖြစ်ပါဒါက a prime 2ဖြစ်မယ် a prime 2အနေနဲ့ကျတော့ဒါ x မှာ2ရှားသွင်းဒါ2 into 2 plus a ဆိုတော့ a plus 4ဆိုပြီးရရှိမှာဖြစ်ပါတယ်ဒါတော့သူရဲ့ gradient ရဲ့တန်ကျန်ဖြစ်တယ်နောက် gradient other than ကဆရာတို့ဒါပု္ပ္ပာမှာလည်းပြတာရှိတယ်ပု္ပ္ပာမှာဘယ်အနေနဲ့သိလဲဆိုတော့ဒါ y ကွဲတူ mx c ဆိုတဲ့ general equation ကဒါသူရဲ့ slope တန်ပေါ်ကတူလို့သိတာကိုဆရာတို့ရအောင်ဖြစ်တယ်ဒါကြောင့် gradient တန်းချင်လားတူလို့သိတာဒါကြောင့်ဒီမှာလည်း gradient တန်းချင်လိုင်းပဲအဲ a for ကိုတူလို့ပြင်ကြည့်လို့ရတယ်အဲဒီခါမှာ a တန်ပိုးအနေနဲ့ promo ဆို negative တူဆိုပြီးရရှိမှာဖြစ်ပါတယ်နောက်တစ်ခါ gradient တန်းချင်သိရင်တန်းချင်လား equation at သူရဲ့ theme က x demo က2 y demo ဆိုတော့ဘယ်ကနေရဆိုရင် y demo ကဒီနည်းပြောရင်ဒါသူရဲ့ y demo ပဲဖြစ်တယ်အဲ့တော့ဆရာတို့ block ရတာဆိုရင်ဒါ effort 2ဆိုတဲ့ demo က2 b b 4ဆိုပြီးရတယ်ဒါကိုဆရာတို့တញ្ញလိုက်ကိုရှင်းမှာစာသွင်းလိုက်ရှင်း y minus ဒါ y မနေရတော့သိရမယ်ဒါ x1 နေရတော့သိရမယ်သူရဲ့ gradient ကဆရာတို့ဘယ်လောက်တည်ရလဲ a 4အဲ့ကြမ y 2a b 4 a 4 into x 2 အဲ့ဒါအဲ့ဒီမှာကျအင်ညာတံပေါ် negative 2ဆောက်စားသွင်းတယ်အဲ negative 2စားသွင်းလိုက်ဒီက negative 4ဖြစ်သွားပြီးတော့ကျေတယ်အဲ့တော့ y minus b ကျန်တယ် equal to အင်ညာ negative 2စားသွင်းတော့ဒါ2ကျန်တယ်2 into x minus 2အဲ့တော့ဆရာရွှေ့လိုက်ရင် y equal to 2x minus 4ဒီက plus b မလို့ y equal to 2x plus b minus 4ဒါလည်း equation တန်းကြံမယ်ဒီမှာလည်း equation တန်းကြံမယ်မလို့တို့နှစ်ခုဆရာပြင်ကြည့်လို့ရတယ် အဲ့တော့ 2x 1ကိုသူ 2x b minus 4နဲ့ပြင်ရင် 2a 2a ကျေးတယ်အာအဲ့ဒီကနေမှဆရာတို့အာ 2a ဒီမှာဆရာတို့ဆရာလိုက်မယ်ဒါ 2x 1ကိုဒါ 2x b minus 4နဲ့ပြင်ရတဲ့အခါမှာ 2a 2a ကျေးတယ်အ b ကိုသူ5ဆိုပြီးဆရာတို့ရလာတော့တွေ့ရမှာဖြစ်ပါတယ်ဒါကြောင့် a တန်ဘောက negative 2 b တန်ဘောက5ဆိုပြီးရလာတယ်ပဲဖြစ်ပါတယ်ဒါလည်းဆရာတို့ပုံဆွဲကြည့်လို့ရှိရင်အခု a နဲ့ b တန်ဘောက်ဆရာဒီမှာအစားသွင်းကြည့်ရင် ဒါ f of a ဆိုရဲသူရဲ့ cup ကစားဘယ်လိုရသွားမလဲဆိုရင် a square minus uh, 2h plus 5ဆိုပြီးရမယ်အဲ့ဒါလေးဒီ cup လေးကြောက်ဆွဲမယ်ပြီးရင်ဒီ line ရဲ့တန်းကျပ် line ဟာဒီ h tan 2ဆိုတဲ့အမှတ်မှာဟုတ်မို့ကြောက်ရှာကြည့်မယ် h tan 2ဆိုတဲ့ရှာကြည့်မှာအစားသွင်းရင်ဒါ2.5ဆိုပြီးရမှာသူရဲ့ theme ကအဲ့တော့ဟုတ်မို့ကြောက်အစားသွင်းကြည့်မှာဖြစ်ပါပရမတ်ဆိုကြတော့ y ဝဲတူ x2 2ရဲ့ +5 ဆိုဆွဲမယ် y equal to a square a square minus 2x plus 5ကိုဆွဲရတာဖြစ်ပါတယ်။အတူကြရတဲ့ကြာဒီဒီအဖော်မှာရလိမ့်မယ်။အပြီးတော့ဒါလို့ရနာမည်တက်လာမယ်။ဒါပဲလို့တက်လာနော်။အတူရတာ။ပြီးတော့မှဆရာတော့နောက်တစ်ခုကကြတော့ သူမှထိတဲ့တန်ကြားလေကူကျောင်းဝါလို့ 2s+ ဆိုတာဟော်မိုဆွဲကြည့်တဲ့အခါမှာဒီမှာတန်ကြားလိုက်လေးဖြစ်နေတာကိုသိရအောင်ဖြစ်ပါတယ်။ဒါလေးဆရာတော့အကြံပြလိုက်မယ်။ဒါတော့ဆရာတော့ဝိုင်းဝဲသူ 2s+ ဆိုတာအဲ့တော့ဘယ်မှန်းနဲ့ထိနေလဲသိချင်ရှာလို့ရှာကြည့်တဲ့အခါမှာတော့ A ဆိုတဲ့ဒီမှတ်မှာထိနေတာသိရအောင်ဖြစ်ပါတယ်။ဟာ A ဆိုတဲ့အမှတ်လေးဖြစ်ပါတယ်။ဒီ A ဆိုတဲ့အမှတ်လေး။အဲ့တော့သူရဲ့ဒီ name value ရှာလို့ထည့်လို့ရှိရင်ဒါ အဲ့ဒါမို့သူဘိုင်းဒမောဖာဆိုတဲ့ဒီ team မှာဒီ curve နဲ့ဒီ tangent line equation လေးထည့်နေတာကိုဆရာတို့သိရမှာဖြစ်ပါတယ်ဒါတော့ s3 ကိုမြင်တာပုံလေးဆွဲထားတာချင်းပဲဖြစ်ပါတယ်